ဆီယနာသိပ်ပြီးနောက်ပိုင်းကရင်အမျိုးသားစည်းရုံး KNU ရဲ့လက်အောက်ခံတပ်ဖွဲ့တွေဟာမဟာမိတ်တွေနဲ့ပူးပေါင်းပြီးထိုင်းနိုင်ငံနဲ့ထိစပ်နေတဲ့အရှိဘဲ၂၀ဒေသတစ်လျှောက်ကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် KPSN ကထုတ်ပြန်လိုက်တဲ့အရှိဘနေဆက်ကိုပြန်လည်သိမ်းပိုက်ခြင်းအစီရင်ခံစာမှာဖော်ပြထားတာကတော့ KNU ရဲ့လက်အောက်ခံ KNL နဲ့မဟာမိတ်ပူးပေါင်းတပ်တွေဟာ2023ခုနှစ် February လကနေ2025ခုနှစ် August လအထိဂေါ်တူလီဒေသခရိုင်ခုနှစ်ခုထဲကစစ်ကွန်မရှင်ရဲ့စစ်စခန်းစုစုပေါင်း200ခုကိုတိုက်ခိုက်သိမ်းပိုက်ခဲ့တာဒါမှမဟုတ်စွန့်ခွာစီခဲ့တာကိုတွေ့ရပါတယ် 2024ဩဂတ်လကနေ2025ဩဂတ်လအတွင်းမှာကိုပဲနေဆက်သက်စခန်း55ခုကိုတည်ယူခဲ့တာကြောင့်ထိုင်းနိုင်ငံနေဆက်တလျှောက်ကစခန်းတော်တော်များများဟာ KNU ရဲ့လက်အောက်မှာလောဝနီပါရရှိနေပြီလို့ KPSN ကဆိုပါတယ်ဒီလိုထိုးစစ်တွေကြောင့် KNU နဲ့မဟာမိတ်တွေဟာနေဆက်တလျှောက်လုံးကိုထိချုပ်ထားနိုင်ခဲ့ပြီးအရေးပါတဲ့စီးပွားရေးနဲ့ကုတ်သွယ်ရေးဂိတ်တွေကိုပါသိမ်းပိုက်နိုင်ခဲ့ပါတယ်။ အရင်နှစ်ကတန်လွင်မြင့်နေဆက်တစ်ခုလုံးကိုထိချုပ်နိုင်ခဲ့ပြီးတော့ဒီနေ့မှာတော့မြဝတီပတ်ဝန်းကျင်တောင်ရင်မြင့်နေဆက်ကိုပါသိမ့်ပိုင်နိုင်ခဲ့ပါတယ်။2025ခုနှစ်ဧပြီလမှာတိခိစခန်းလိုမျိုးထဝယ်ကိုဥတည်တဲ့အတိကနေဆက်ဖြတ်ကျော်ဂိတ်ကိုသိမ်းယူနိုင်ခဲ့ပြီးတော့နိုဝင်ဘာလ14ရက်နေ့မှာမောတောက်ကုန်သွယ်ရေးဂိတ်ကိုပါပြန်လည်ထိချုပ်နိုင်ခဲ့ပါတယ်။ ဒီလိုစစ်ရေးအောက်ပွဲတွေကြောင့်ဂေါ်တူးလေဒေတာမှာနေထိုင်သူတွေဟာမြန်မာစစ်အုပ်ချုပ်ရေးအောက်ကနေလူမြောက်ပြီး KNU ရဲ့အုပ်ချုပ်ရေးအောက်ကိုရောက်ရှိလာပြီလို့ KPSN ရဲ့အစီရင်ခံစာကဆိုပါတယ်